မကာအိုကိုဂိုပြနိုင်ယူခဲ့တဲ့ယူဆက်ခွန်မြန်မာအမျိုးသမီးအသင်း ယူဆက်ခွန်မြန်မာလယ်မင်းစင်မြို့သမီအတင်းကတော့ပြီးခဲ့တဲ့နေ့ကကစားခဲ့တဲ့ယူဆမ်တင်ဝူမန်အေရှန်ကပ်ခြေစစ်ပွဲဒုတိယပွဲစဉ်အဖြစ်မကာအိုနဲ့ရှင်ပြန်ကစားခဲ့ရမှာလော်လေကူကူပဲခုနကဂိုးမရှိနဲ့ပါဂိုးပြတ်သွင်းပြီးအနိုင်ယူနိုင်ခဲ့ပါတယ်အတင်းနဲ့တင်းကြမှာကွာဟာမှုကတော်တော်ကြီးမားခဲ့တာကြောင့်မြန်မာကစားသမားလေးတွေအနေနဲ့တတောင်းတတာပဲရှင်ပြန်နိုင်ခဲ့တာပါတသိန်းလုံးကတကယ်ကောင်းတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ကြပြီးပြီးခဲ့တဲ့နေ့ကမြန်မာမျိုးသားအတင်းရဲ့ခွက်ခွက်လန်အောင်ရှုံးတဲ့ပွဲပြီးမှစေတတရာရစရာလေးတခုတော့ဖြစ်ခဲ့ပါတယ်ကစားသမားတွေတဲ့အလားလာတော်တော်ကောင်းတဲ့ကစားသမားတွေကိုလည်းမြင်တွေ့ခဲ့ရတာပါကွင်းလေကအတင်းကောင်းဆောင်ပေးမြင့်ရန် ဆိုရင်ကွင်းလင်းတကြောလုံးကိုထိန်းချုပ်ထားနိုင်ပြီးတိုက်စစ်ဆိုလဲတိုက်စစ်နောက်မှာအထိုင်ကစားရပြန်တော့လဲလောင်းဘောတွေတောက်လျှောက်ပေးပြီးတိုက်စစ်ကိုပံ့ပိုးနေတာပါနီးပြအနေနဲ့ကစားကွက်ကလည်းသူ့ကိုပဲတဲပြီးကစားနေပြီးတော်တော်လေးထိရောက်ခဲ့ပါတယ်ရရှိတဲ့ခဏဂိုးကိုတော့နန်ရှင်းတန့်ဖြူစင်ပြုံးက3ဂိုးပင်းမြရာက2ဂိုး ် LN ဆိုင်းထွေနန်းကတကိုးနဲ့နန်းခိုင်စင်မြင့်တို့မှတကိုးစီသွင်းယူနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းမကအိုကိုရင်ကမြန်မာနေရှင်ပြန်ရမှာတော်တော်အားနည်းနေတယ်ဆိုတော့ဒီပွဲ9ကိုပြတ်နေနိုင်တာကိုတာယာနေလို့တော့မရပါဘူး။ဒီပွဲမတိုင်ခင်ကမွန်ဂိုလီးယားကိုတည်ရင်မကြတင်မဲကြထားတာပါ။လာမယ့်ပွဲကလည်းအင်ဒိုနီးရှားနဲ့ရှင်ပြန်ရမှာပါ။အုပ်စုတွင်မှမြန်မာအင်ဒိုနီးရှားမွန်ဂိုလီးယားနဲ့မကအိုတို့ပါဝင်နေပြီးတော့နောက်တစ်ဆင့်တက်ဖို့ဆိုအုပ်စုပထမရမှာပဲဖြစ်မှာပါ။ဒီတော့လာမယ့်အင်ဒိုနီးယားပွဲကိုအနိုင်ကန်နိုင်မှနောက်တစ်ဆင့်ကိုထပ်တက်နိုင်မှာပဲဖြစ်ပါတယ်။လက်ရှိမှာမြန်မာအသင်းကနှစ်ပွဲကစားတစ်ပွဲတည်းရေတစ်ပွဲနိုင်ရမှတ်လေးမှန်တဲ့အုပ်စုပထမ မှာရှိနေပါတယ်။ဒုတိယမှာတော့အင်ဒိုနီးရှားကတပွဲပဲကစားရသေးပြီးသုံးမှတ်ရယူထားနိုင်ပါတယ်။တတိယနေရာမှာတော့မွန်ဂိုလီးယားကတပွဲကစားတပွဲသေးရင်ရမတ်တမန်မကာအိုကတော့နှစ်ပွဲကစားနှစ်ပွဲရှုံးနဲ့နောက်ဆုံးမှာရှိနေပါတယ်။ဒီအုပ်စုကိုဆုံးဖြတ်ပေးသွားမယ်မြန်မာနဲ့အင်ဒိုနီးရှားတို့ပွဲစဉ်ကိုတော့18ရက်နေ့မြန်မာစံတော်ချိန်၄နာရီသူးနာခွေမှာအကြိတ်နယ်ရှင်ပန်ကစားသွားကြမှာပဲဖြစ်ပါတယ်။ခြေစွမ်းကတိတ်မကွာပေမယ့်အတွေ့အကြုံတော့ကြက်ခိုင်မှုတွေကစကားပြောသွားမှာပါ။အင်ဒိုနီးရှားအသင်းကလက်ရှိမြန်မာအသင်း9ခုသွင်းနိုင်ထားတဲ့မကာအိုအသင်းနဲ့ရှင်ပြိုင်ပြီးပြီဖြစ်ပြီးတော့2ခုသာသွင်းနိုင်ထားတာပါ။ဒါကိုကြည့်ရင်မြန်မာအသင်းရဲ့တိုက်စစ်အင်အား များကအင်တိုထက်အများကြီးကိုတာပါတယ်ဒါတွေကိုအခွင့်အောင်းယူပြီးတိုက်စစ်ကစားဖို့လိုပါတယ်မြန်မာမျိုးသမီးအသင်းတွေကပြည်သက်တွေကိုစိတ်ပြတ်စေတယ်ဆိုတာတကယ်ရှားပါတယ်အိမ်ကွင်းလင်းဖြစ်တာကြောင့်ပြည်သက်တွေရဲ့အားပေးမှုကိုအားယူပြီးအကောင်းဆုံးရှင်ပြိုင်နိုင်ဖို့လိုအပ်ပါတယ်ဒီခြေစစ်ပွဲတော်အောင်ခဲ့မယ်ဆိုရင်ရရှိမယ့်အကျိုးမြတ်တွေကအများကြီးပါအုပ်စုကရှစ်အုပ်စုပါဝင်တာဖြစ်ပြီးတော့ခြေစစ်ပွဲအောင်အသင်းရှစ်သင်းအနေနဲ့2026 AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုအုပ်စုအဆင့်ကနေဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ဝင်ခွင့်ရရှိပြီးအသင်း၄သင်းဖြစ်တဲ့တရုတ်2026 AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားအင်ရှင်မြောက်ကိုရီးယားလက် ရှိချန်ပီယံ2024ယူဆက်ကွန်အမျိုးသမီးအာရှဖလာနဲ့2024ယူဆက်ကွန်ကမ္ဘာဖလာချန်ပီယံဂျပန်2024ယူဆက်ကွန်အမျိုးသမီးအာရှဖလာဒုတိယနေရာရအသင်းတောင်ကိုရီးယား2024ယူဆက်ကွန်အမျိုးသမီးအာရှဖလာတတိယနေရာရအသင်းတို့နဲ့အတူအရှင်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။ဒီ2024 AFC ယူဆက်ကွန်အမျိုးသမီးအာရှဖလာပြိုင်ပွဲကို2026ခုနှစ်ဧပြီလ30ရက်မှမေလ18ရက်နေ့အထိတရုတ်နိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ဒါ့ဒီမဟုတ်ပဲပြိုင်ပွဲကနေပထမဒုတိယတတိယနဲ့စတောက်ဒအသီးသီးရရှိကြတဲ့အသင်းတွေအနေနဲ့မော်ရီကိုနိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပ သွားမယ်2026ဖီဘာယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုအာရှတိုက်ကိုစားပြုဝင်ရရှင်ပြိုင်ခွင့်ရရှိသွားမှာပါဒီလိုအကွန်ရဲတဲ့အရန်များတဲ့ပြိုင်ပွဲကြီးကိုဝင်ခွင့်ရဖို့ကလက်တကမ်းမှနေရှိနေပါပြီယူဆက်ခွန်အမျိုးသမီးလေးတွေအကောင်းဆုံးဆောက်ကင်နိုင်ဖို့မျှော်လင့်ပါတယ်ကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လေးပြည်နယ်ဘောလုံးသတင်းနဲ့နိုင်ငံတကာဘောလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကိုလက်ခံ subscribe ပြုလုပ်ပေးသွားကြပါဦးနောက်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ